မျက်နာလေးချိုးနေလို့ငါပေါ်မှာရင်းနေတယ်ခင်မင်တယ်လို့သွားမတွက်နိုင်နဲ့နော်ကိုယ့်ကိုတတ်ချက်နဲ့လူကလည်းပြုံ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 နဲ့နေတာပဲပြောလို့မရဘူးလောကလူတွေဟာအပြောတစ်မျိုးအလုပ်တစ်မျိုးနဲ့နှလုံးသားရဲ့ချိုးဝှက်ချက်တွေအလွန်များတဲ့စိတ်ထဲရှိတာတစ်မျိုးပြောတာတစ်မျိုးသိသိရခက်တယ်လို့ အဲ့ဒီကန္တရကဆိုတဲ့ဆင်းတတ်တဲ့ဆရာကြီးကမြတ်စွာဘုရားကိုရှောက်ခဲ့တာအလွန်မှန်ကန်တယ်ဗောလောကလူတွေရဲ့နှလုံးသားအတိခက်တယ်အတိခက်သည့်အတွက်ကြောင့်လူတွေရဲ့ဇယိုက်ကိုချိပြီးပြောဖို့ဆိုဖို့ဆိုတာအလွန်ခဲရဲတာဗောမြတ်စွာဘုရားကြတော့ ထူးခြားတဲ့အသိဉာဏ်ကြီးဖျားဖြစ်တဲ့အခါမှာရရှိထားတဲ့ဗုဒ္ဓသက္ခုလို့ခေါ်တယ်။ဖျားတို့ရဲ့မျက်လုံးနဲ့ကြည့်လိုက်။ရှင်တွင်းကိုဖောက်ပြီးတော့သူ့ရဲ့နှလုံးသားထဲမှာထွင်းပြီးတော့မြင်နိုင်တယ်။ဖောက်ထွင်းပြီးတော့မြင်နိုင်တဲ့ဉာဏ်တစ်ခုကအိန္ဒြိယပရောပရိယတိဉာဏ်နဲ့အာတယာနုတယဉာဏ်နဲ့အဲ့ဒီဉာဏ်တစ်ခုကိုဗုဒ္ဓသက္ခုဖျားမျက်လုံးလို့ခေါ်တယ်။ လူတွေရဲ့နှလုံးသားဖောက်ထွင်းပြီးတော့လူတွေရဲ့နှလုံးသားကိုထွင်းဖောက်ပြီးတော့မြင်နိုင်တဲ့ဉာဏ်စွမ်းတတ္တိယန္တာပုဂ္ဂိုလ်တွေဟာအဲ့ဒီဉာဏ်မရှိဘူးပိစိကဗုဒ္ဓတွေလည်းအဲ့ဒီဉာဏ်မရှိဘူးဉာဏ်မရှိသည့်အတွက်ကြောင့်လူတယောက်ကိုအကဲခတ်ပြီးတော့အပေါ်ယံမဲ့အကဲခတ်ပြီးတော့ဟောနိုင်ပြောနိုင်ကြတာဖြစ်တယ်လူအကြိုက်ကိုလုံးဝ အတွင်း၌ပြီးတော့သိလိမ့်ရှိကြဘူးတဲ့အိန္ဒရိယပရောပရိယတိဆိုတာလူတွေရဲ့စိတ်အခြေအနေတစ်ခုအိန္ဒရီလို့ခေါ်တဲ့တတ္တဝီရိယတတိသမာဓိပညာလို့ဆိုတဲ့စိတ်ရဲ့စွမ်းအားတွေဟာရင့်ကျက်မှုရှိမရှိအဲ့ဒီအခြေအနေရရကိုသုံးသပ်သိရှိနိုင်တဲ့ပညာရကိုအိန္ဒရိယပရောပရိယတိလို့ခေါ်တယ်။ယသောဗျာ အာတယနုတယညာဆိုတာအာတယဆိုတာလူတွေရဲ့စိတ်ဆန္ဒကိုခေါ်တယ်။နာနိစ္စာတယလူတွေဟာတုံးနဲ့တူမတူညီတဲ့အစ္ဆာတယရှိကြတယ်။တမိသားစုထဲမှာမွေးတဲ့ပုဂ္ဂိုလ်တွေဒီပင်တယောက်အကြိုက်တယောက်မတူကြဘူး။တယောက်ရဲ့တွေးခေါ်မှုနဲ့နောက်တယောက်ရဲ့တွေးခေါ်မှုဟာကွဲပြားခြားနားမှုတွေရှိတယ်။အဲဒါလို့အာတယဆိုတဲ့ လူတွေရဲ့အမြင်တွေတွေးခေါ်မှုတွေကွဲပြားခြားနားမှုတွေမြတ်စွာဘုရားဒီလူကဘာတွေးတယ်ဒီလူကဘယ်လိုဟာမှကြိုက်တယ်ဆိုတာကို အတွင်း၌ပြီးတော့အကုန်သိနိုင်အနုတယသူ့ရဲ့တဏ္ဍမှာစင်စက်မပြတ်ပါလာတဲ့အနုတယဓာတ်ဟာဘယ်အခြေအနေရှိတယ်ဆိုပါစို့ဒီလူက ဒေါသကြီးတာလားဒီလူကလောဘကြီးတာလားစသဖြင့်လူတယောက်ရဲ့အသေးစိတ်အလေးလာစရိုက်ဝါဒနာတွေကစပြီးအတွင်း၌သိတာအာတယာနုတယဉာဏ်လို့ခေါ်တယ်အဲ့ဒီအိန္ဒြိယပရောပရိယတ္တိအာတယာနုတယလို့ဆိုရင်ဒီဉာဏ်နှမျိုးနဲ့ရသော်ဗျာဆုံးမရမဲ့ပုဂ္ဂိုလ်ကို သေးသေးချာချာစမ်းစစ်ပြီးတော့မှတရားဓမ္မကိုဟောပြောတာဖြစ်တယ်။အဲဒါကြောင့်မို့ဖះဟောတဲ့တရားအလွန်အောင်မြင်တယ်လို့သူတို့ပြော။ကျန်တဲ့ပုဂ္ဂိုလ်တွေကတော့ရံဟောကြ။ဖះဟောတဲ့တရားကိုကြည့်ပြီးတော့လားဟောကလူအုပ်ထဲမှာခဲနဲ့ပြစ်လိုက်လို့ဟုတ်လား။လူအုပ်ထဲမှာခဲဆုပ်ပြီးတော့ကျဲလိုက်မယ်ဆိုရင်တော့ထိတဲ့လူထိလွတ်တဲ့လွဲတဲ့လူတွေပေါ့။ဒီလို ခဲနဲ့ကျဲရတယ်လို့မှန်တဲ့လူမှန်မမှန်တဲ့လူမမှန်ဘူးမြတ်စွာဘုရားကျတော့အဲ့ဒီလိုလူအုပ်ထဲမှာဒီလိုကျဲတာမျိုးမဟုတ်ဘူးတိုက်ရိုက်ထိမှန်တဲ့စကားမျိုးနဲ့ပဲပိဋကဘလောက်ပဲများများကျွတ်ထိုက်တဲ့ပုဂ္ဂိုလ်ဟာမြတ်စွာဘုရားရဲ့ဉာဏ်ထဲမှာပေါ်နေတယ်အဲ့ဒီပေါ်နေတဲ့ပုဂ္ဂိုလ်ရဲ့ဇယိုက်ကိုချိန်ပြီးဘုရားတရားကိုခေါ်လိမ့်ရှိ individualize ခေါ် တဦးတယောက်စီရဲ့အကျိုက်ဇေယိုက်တိုင်းပဲမြတ်စွာဘုရားတရားတော်ကိုထိသွင်းပြီးတော့ဟောပြောသွားတာဒါကြောင့်မို့မြတ်စွာဘုရားတရားဟောနေတဲ့အချိန်မှာဆိုရင်သိန်းကောင်းများစွာသောပရိသတ်ကြီးဟာမြတ်စွာဘုရားကိုမြတ်စွာဘုရားဟောတဲ့တရားတော်တွေကိုနားထောင်ရခြင်းဖះကငါ့ကိုခေါ်နေတယ်လို့စိတ်ထဲမှာခံစားကြရတယ် အဲ့လောက်ထိအောင်မြတ်စွာဘုရားဟောကြားတဲ့တရားအောင်မြင်မှုရရှိတယ်လို့ဒါကြောင့်မို့လို့တိမ့်ချီသောပရိသတ်တွေမြတ်စွာဘုရားတရားရဲ့အဆုံးမှာထူးခြားတဲ့အသိဉာဏ်တွေကိုရရှိပြီးတော့သွားကြတာဖြစ်တယ်တူညီတဲ့ဇေယျရှိတဲ့သတ္တဝါတွေကိုပုဂ္ဂိုလ်တွေကိုမြတ်စွာဘုရားအသိတော်တဲ့တရားကိုရွေးချယ်ပြီးတော့ဟောပြောသွားတာဖြစ်တယ်